ဝဲလေးတွေနည်းနေတဲ့အချိန်မှာအခုလိုလေးထိုးတယ်ကတသိတသိသာသာအထောက်ကူပြီးပါဘောနော်ဟုတ်ကြရစီရလဲဦးကြံနေပြီပညာတွေအများကြီးပြီးလို့ရပါတယ်ဒီမှာတွေ့နှစ်ပေါက်တော့တွေ့ထိုးလိုက်ပြန်ဆိုရင်တော့ဒီလိုတစ်စင်းစင်းတစ်စင်းတက်လာပါတယ်နောက်၃နှစ်ဆိုရင်အန်ကယ်တို့နေရာကိုအစားဝင်မဲ့ကလေးတွေဖြစ်လာပါတယ် ပဲဒီနေ့ကျန်လို့ရဆိုတော့ကျွန်တော်တို့ဒီနေ့တိုင်းကပါရုဒ္ဒရရတဲ့လူတွေနဲ့မြတ်လေးစင်တွေကိုတတန်းအနေနဲ့ဘလောက်ထိကွာသလဲအဲဆိုပြီးတော့ဒီနေ့ကနေပြီးတော့ပြည်ပြည်လို့ကျွန်တော်တို့ရာဝလီကျန်မလေးကိုပါရုဒ္ဒရွေးပြီးတော့ဒီပေးပြီးတော့ရှင်းတိုင်ခင်ဖြစ်ပါတော့အင်းဒီပြိုင်မလေးကောင်းပါလေဟိုပီလေးရဲ့ မျိုးသက်တွေထွက်လာဖို့တန်းတွေရည်ရတာပေါ့နော်အဲတိုင်းနေပြည်နယ်ဟောင်းလေးတွေကိုလည်းမတွဲထိုးတဲ့အခါကျတော့သူတို့လည်းစိတ်ပါလာတာပေါ့နော်စိတ်ပါလာပြီးတော့သူတို့လည်းလေးစင်တော့ကရောက်လာနေတာပေါ့နော်ဒါရဲသူတို့လေးလုပ်ပြီးလို့ရှိရင်နောက်ကမျိုးသက်တွေထွက်လာနိုင်တာတော့ပါတယ်ဘယ်လိုဆုရတယ်တော့လဲဟုတ်ဆရာတို့ရှိရကျဆောတော့ဒီညလေးအများကြီးရပါတယ် နောက်ထပ်တွေ့ကြုံရလဲဆိုတော့ကျွန်တော်တို့မတီးတဲ့ပညာလေးတွေဆရာတို့ကစားတဲ့ကစားကွက်လေးတွေဟုတ်အဲ့ဒါလေးတွေအတွေ့ကြုံရပါမယ်ဒီသားလေးဆိုရင်လည်းဒီအဘရာဝတိဌာနပထမဆုံးကိုသုံးသိနှစ်သိတသိပြပါတယ်တော့ပုဂ္ဂိုလ်ကလည်းထပ်ပြီးတော့ ျွန်တော်တို့ပံ့ပိုးပေးထားပါတယ်အဲ့တော့စီတေးအနေနဲ့ကတော့လူဝဲပြောပြောဟိုဘာသိရဲ့အထက်မှာလည်းရှိတော့ဟိုကစားတဲ့လူတွေလည်းကစားပြောပါတယ်အစီတေးရလက်ရှိကျွန်တော်ပြည်နယ်တိုင်းနဲ့တော့အားကြီးပါလုံးပြီးတော့ပေးထားပါတယ်အမှားလေဒီနေ့ကဘာလို့လဲဆိုတော့လေရွေးစနေအတွက်ကနည်းနည်းပွဲနည်းနည်းဝေးမထိုးရဘူးနော်နိုင်ငံတကာပွဲလည်းမတော်လဲရတဲ့အခါကျတော့ ဟိုပြန်မလို့လေးနည်းနေတဲ့အချိန်မှာအခုလိုလေးထိုးလေတာဟိုပြောရမယ်ဆိုတော့သိတ်သိတ်သာသာအထောက်ပြုပြပါဘောနော်သိတ်သိတ်သာသာအထောက်ပြုပြတူတုံများရနိုင်ပါလေဟုတ်ဆရာလေးရှိရလဲနီးကပ်နေပြီးပညာတွေအများကြီးပြီးလို့ရပါတယ်ဒီနေ့ကဟိုဘရမကြီးကဆရာလေးရပါအမနီးကစင်ကယ်ထိုးတာ။မင်းကစင်ကယ်မှာပထမဆုံးကအင်္ဂေရတယ်။ ဒီနေ့လည်းနှစ်ယောက်တည်းကအံကေတူကပထမဆုံးဖြစ်ဖို့80ရာခိုင်နှုန်းတော့ဖြစ်သွားတယ်နော်တပွဲပဲကျန်တော့တယ်ဟုတ်သူရရခဏခဏရဘူးနေတော့လေဒါဒါတော့မထူးကြပါဘူးဒါပေမဲ့ပထမဆိုတော့ဘာပဲပြောပြောပျော်တာပေါ့ဟုတ်တယ်မလားသူရရဆိုရင်ပျော်တာပေါ့ဘာဘာလို့ဝဲဝဲဖြစ်ဖြစ်သူရရဆိုရင်ဘာလို့ဖြစ်ဖြစ်ပျော်ကြတာပေါ့အဲ့နေ့ကျနော်ထောက်ကူပြပါတယ်ဟုတ်ဒါမျိုးပွဲလေးတွေနောက်ထပ်၄-၅ပွဲလောက်ထူရရင်ဘူကောင်းတော့ တွဲထိုးလိုက်ရင်တော့သူတို့ကအပြစ်မှန်နေရင်တော့ဒီတိုင်းမသွားနိုင်အောင်ပါပဲသူတို့အထဲသေးခေါ်လိုက်မှဒီမှာအတွေ့နှစ်ပေါက်တော့တွဲထိုးလိုက်ပြန်ဆိုရင်တော့သူတို့ကတစင်းချင်းတစင်းချင်းတက်လာမှာပဲနောက်သုံးလေးနေ့ဆိုရင်အန်ကယ်တို့နေရာကိုအစားဝင်မဲ့ကလေးတွေဖြစ်လာမှာပဲအမေဒီလိုပွဲတွေလုပ်ပြပါပြီးအားဖြင့်ကျွန်တော်ဒီတိုင်းကကလေးတွေရိုးသက်သက်ကလေးတွေကတွေ့ကြုံလို့ရမယ် ပြီးတော့ကျွန်တော်တို့တီမြို့နယ်တွေကိုပြန်သွားတဲ့အခါမှာသူတို့ရဲ့ဘုဒ္ဓတာလေးတွေကိုဖျားဝေခြင်းအပြင်လူငယ်မျိုးသက်သက်လေးတွေပို့ပြီးတော့ပေါ်ထွန်းနိုင်ပါတယ်ခင်ဗျအဲကြောင့်ဒီလိုပွဲလေးတွေကိုကြာခဏလုပ်ပေးနိုင်ပါသည်လို့ကျွန်တော်ကထောက်ပြပါတယ်